ရှောင်းရီတရားဖျားဝတ်ပြဖို့အတွက်ဖျားကလာချိန်မှာတခုခုထူးဆန်းတာကိုသတိထားမိသွားပါတယ်။ရုတ်တရက်နောက်ကနေသူ့ကိုရှောင်းလင်ကိုတော်တပားကသူ့ကိုစတဲ့တိုက်ခိုက်ခဲ့ပြီးကိုတော်နှပားအချိန်နဲ့တိုက်ခိုက်ခဲ့ကြပြီးကိုတော်ကြီးကရှုံးနေလို့တွားပါတယ်။ရှောင်းရီကတော့နောက်ထပ်ကိုတော်တပားနဲ့ပြန်ပြီးလက်ရည်ဆန်းရပါသေးတယ်။ဒုတိယတစ်ခေါက်မှာလည်းကိုတော်တရားတက်တမြပညာတွေကိုထိုးထုတ်ကြရင်ရှောင်းရီကဒုတိယတစ်ခေါက်မှာလည်းအနိုင်ပိုင်းလိုက်ပါတယ်။အဲဒီချိန်ရုတ်တရက်တရားထိုင်နေတဲ့ကိုတော်ကဗတိနဲ့ဘဲတို့ပြစ်လို့ပြစ်မှန်းမသိဘူး။ မှန်ကိုထိပ်ပြီးနေအင်းအောင်ကရှောင်းယူမျက်နှာထိုးထားတာကြောင့်ရှောင်းယူတယောက်စိတ်တူပြီးတရားထိုင်နေတဲ့ကိုတော်နဲ့ပါတပွဲတလန်အကေဆန်းလို့နေခဲ့ပါတယ်။ရှောင်းယူတယောက်သူ့ရဲ့ကိုခံပညာတွေကအတော်တန်ဖြစ်လို့နေပြီးကိုတော်သုံးပါးလုံးကိုအနိုင်ယူလိုက်ပါတယ်။ဒီနေ့မှတော့ရှောင်းယူကကြောင်းပြောင်းရတော့မှဖြစ်တာကြောင့်ဆောင်ရီကတုံးလိတာအရွယ်ကလေးကတောင်ပေါ်ရောက်နေတာဖြစ်ပြီးတခါမှတောင်အောက်ကိုမစည်းမှုတာကြောင့်သူ့ဆရာကလူရီယာစောက်ဆက်ကောင်းကောင်းနဲ့တူနေရမယ့်အရေးအကြောင်းတွေပြောနေတာကြောင့်ဆောင်ရီစီးရမယ့်ကားကိုမမီလိုက်တာကြောင့်အမြန်ပြေးလိုက်သွားရပါတယ်။တော်ကန်တို့အဖွဲ့ကောင်းဆောင်နေချိုနဲ့အတက်ဆန်ကအလေဒန်ဒုတိယနဲ့ ကကန်တို့အဖွဲ့ရဲ့မန်နေဂျာလန်အသက်15အလေဒန်ဒုတိယနဲ့လန်ရဲ့မောင်းလေးရှောင်းပေးအသက်10နဲ့မူလာနန်ဇလုထန်နဲ့လင်ချိုနန်ရဲ့ညီမလေးလီရှန်ရှန်အသက်10နဲ့မူလာနန်ဇလုထန်နဲ့တနေ့လန်ကလင်ချိုနန်နဲ့နောက်ထပ်တိုက်ခိုက်ရမယ်ပြိုင်ဘက်အကြောင်းလေလင်ချိုနန်ရဲ့ပြော့ကဟာကော့တေကိုစာနန်းပြုစုနေရင်ရှောင်းပေးကအမဖြစ်သူကိုလင်ချိုနန်နဲ့ဆက်နောက်နေခြင်းအဖေဖြစ်သူကဗီဒီယိုကိုခေါ်လို့လာပြီးအိမ်ပြန်နောက်ကျမယ်အကြောင်းနဲ့ခုရင်းနေတဲ့ပရိုဂရမ်ကအဲဒါတက်တာကြောင့်အိမ်မပြန်နိုင်ဘူးအကြောင်းပြောခဲ့ပြီးတက်လက်စားတယ် ကျောင်းပြောင်းနဲ့ရောက်လာတဲ့ရှောင်းယူကိုမေ့ခဲ့ပြီးအကယ်၍ရှောင်းယူရောက်လာရင်အဖေကအိမ်မှာမရှိတာကြောင့်သမီးဖြစ်သူလန်ကိုရှောင်းပင်းနဲ့ရှောင်းယူကိုထိမ့်သိမ်းဆောင်ရှောက်ဖို့မှားလိုက်ပြီးလန်တို့အိမ်မှာပြင်းနေမှာဆိုတာကြောင့်လက်ဆောင်တစ်ခုပို့ပေးလိုက်ပါတယ်။အဲ့ဒါကိုသမီးလန်တိုက်မယ်လို့အဖေမျှော်လင့်မိတယ်။အဲ့ချိန်တကားခေါက်တန်ကျလို့တွားစီချိန်မှာရှောင်းယူဖြစ်ပြီးအိမ်ထဲကိုခေါ်ခဲ့ပါတယ်။တချိန်ထဲမှာပဲလန်တို့အဖေကလူစိုးတွေရဲ့ရဲနဲ့ချင်းကိုခံခဲ့ရပြီး Dream Night Program ကိုအားမတောင်းရပါတယ်။ ဒါမဲ့အဲ့ဒီ program ကပျက်စီးသွားခဲ့ပြီးသူတို့ဆရာကပြန်ယူခိုင်းတော့ဒီ program ကလုတ်ပြီးရတယ်တခါတည်းအဆန်းအမကျန်ဖျက်ဆီးထားတာကြောင့်ယူလို့မရတော့ဘူးလို့ပြောခဲ့ပါတယ်။ဒါမဲ့ CCTV ကနေတစ်စိဗီဒီယိုတစ်ခုတွေ့ထားတာကြောင့်ပြောတော့ပြတ်တခဲ့လိုက်ပြီးလိပ်စာကြည့်ချိန်မှာတော့ World War ဖြစ်တာကြောင့်ဝါလို့နေခဲ့ပါတယ်။သူတို့ဆရာကတော့အဲ့ဒီလိပ်စာကိုမရရတဲ့နည်းနဲ့ရှာခိုင်းခဲ့ပြီးဒေါက်တာကျန်းကိုလည်းကြွတုပ်ပြီးဘယ်ခေါ်သွားလဲဆိုတာမသိပါဘူး။တဖက်မှာတော့လန်ကရှောင်းရင်နေရမယ့်အခန်းကိုလိုက်ပို့ပေးခဲ့ပြီးအခန်းကရှုပ်ပတာကြောင့်မနှက်မလာရှိမယ်လို့ပြောပြလိုက်ပြီးရှမ်ပေးရတော့မဟုတ်တာလို့ထားတဲ့အချိန်နဲ့သူ့အမကိုလန့်ကြည့်ခဲ့ပြီး လန်အပြင်ထွက်ချိန်မှာမုတ်တစ်ခုကိုနှိမ့်မိသွားပြီးရှောင်းဘေကိုအိတ်ခန်နေမုတ်မစားဖို့မှာထားတာခိုးစားတဲ့အတွက်ကြောင့်မုတ်နဲ့အားလုံးယူသွားခဲ့ပါတယ်ရှောင်းရင်းကခုံယူကြောင်းမှာငယ်စဉ်ကတည်းကနေလာတာကြောင့်နေစဉ်လုံနေကြဖြစ်တဲ့ဖခင်ဝုတ်ပြူတာကိုလှုပ်လို့နေပြီးဒိန်းစော့နေတဲ့ရှောင်းဘေကဆွေညာနာကြောင့်ဆက်မလုပ်ဖို့ပြောခဲ့ပြီးနေစဉ်လုံရမယ်တာဝန်တွေကိုနေစဉ်မပြတ်လုံရမှာဖြစ်တာကြောင့်ဆက်လုပ်ရမယ်လို့ပြောခဲ့ပြီးဒါဆိုလည်းတိတ်တိတ်ဆိတ်ဆိတ်ဖြစ်ဖို့ရှောင်းဘေကတရားထိုင်ဖို့အကြံပေးလိုက်ပါတယ်တရားကထိုင်လို့နေပြီးလက်ကအငြိမ်မနေရကြောင့်ရှောင်းဘေတရားစိတ်ညစ်သွားပြီးသူ့နဲ့အတူဂင်းဆက်အတူဆော့ဖို့ခေါ်လိုက်ပါတယ် ရှောင်းမေတော့ခန်းကမအိတ်သေးပဲစူညာနာကြောင့်လာကြည့်ခဲ့ပြီးအစမှာတော့ညင်ညင်တတအိတ်ခိုင်းခဲ့ပြီးပြောမရတာကြောင့်ချွေတပောင်ကျိုးနဲ့နေရံပေါ်ကဲ့ယုံပဲရှိသေးတယ်။နေရတာတခါတည်းအိတ်ရဝင်းလို့သွားရပါတယ်။လမ်းကတော့သူ့အဖေပို့လိုက်တဲ့ပစ္စည်းကိုဖွင့်ပေါက်ခဲ့ပြီးပန်နာယုကသူ့ကိုသူကျွင်းနိုင်လို့မိတ်ဆက်ပေးခဲ့ပြီးမိကလေးနမေဘောပါမေးခဲ့ပြီးပတ်စောဘတ်တစ်ခုပါလုတ်ခိုင်းခဲ့ပါတယ်။ခဏကြာမှတော့ပန်နာယုကနေ AI နဲ့လုတ်ထားတယ်။သူ့အမေအတန်တူးကထွက်လို့လာပြီးတမီလေးလမ်းပြင်းရေစကားလာပြောဖို့ပြောခဲ့ပါတယ်။ မနေ့မှာတော့လူဆိုးတွေကလန်စီကနေပန်နာယုတ်ကိုခိုးပြီးတော့အပြင်ကနေစောင့်လို့နေပြီးလူတစ်ယောက်ကပန်နာယုတ်ကိုခိုးဖို့တူလုံနိုင်ကြောင်းပြောကအခုကြီးကလှုပ်ခွင့်ပေးလိုက်ပါတယ်လန်နဲ့လေချွန်းနန်းတို့လန်ခုလက်မှာစကားပြောနေရင်တခိုးချိုးဘိုးကလန်စီကနေပစ္စည်းတစ်ခုခိုးထားတာကိုရှောင်ရင်ကမြင်ပြီးစော်ဘလော်တီးဖို့အတွက်နောက်ကနေအပြေးလိုက်ခဲ့ပြီးလင်ကတော့ဘယ်ခွေးတိုးဘောက်ကနေထွက်လာလဲမသိဘူးရှေ့ကနေပိတ်ရလိုက်တာကြောင့်ချိုးဘိုးတယောက်မြေးလိမ့်လို့သွားပြီးရှောင်ရင်ကတော့လက်ရင်မဆိုင်ရတာကြာပြီးဖြစ်တာကြောင့်တပွဲတက်လန်အကဲဆန်းလို့နေပြီးရှောင်ရင်တစ်ချက်နဲ့ကန်လိုက်တာကြောင့်ပေါ့ဖော်ဂျီရိုကစမူစာအစ်ချဝေးလေးလှုပ်လို့နေပြီးလင်က ဂျပိုးနောက်ကနေခြေထောက်နဲ့အတရာထောက်လိုက်ပါလေအဲနော်ဂျပိုးကတူခိုးလာတဲ့ပန်နာကိုပြန်ပေးလိုက်ပြီးနေရတော့တူချလိုက်လို့ပြန်ရတယ်ဆိုပြီးတော့ဘော်ရွှန်းနေချင်းဂျပိုးကနောက်တစ်ခါပြန်ခိုးသွားပြီးရှောင်းင်းနဲ့လင်တို့ကနောက်ကနေအတဲတဲ့လိုက်ကတမလို့နေပြီးဂျပိုးကသူ့တို့ချတာမခံနိုင်တာကြောင့်တိုက်ပွားနေခုံချချင်းမှာအောက်ကနေလန်တို့ကအမိုက်ပုံးနဲ့အတင်းဆောင်ဖမ်းပြီးရိုက်နေကပန်နာကိုပြန်ခဲ့ပြီးအမိုက်ပုံးနဲ့အတူလွတ်ပြစ်လိုက်ပါတယ်ဆီယမ်မာကတော့ကြောင်းပြောင်းလာတဲ့ရှောင်းလင်းကျောင်းသားကိုအတန်းပေါ်တွင်နေမက်ဆက်ပေးပြီးအတန်းပေါ်တွေကရှောင်းလင်းကျောင်းသားဆို ိုင်းပြည်ညာဒခွနှစ်ခွက်ပြခိုင်းတော်ဆီယမကသူ့ရဲ့တိုင်းပြည်ညာကိုကြည့်ချင်းအခါစားချင်းရောက်မှလာချီဖို့ပြောလိုက်ပါတယ်အခါစားချင်းရောက်တဲ့ခါမှာတော့ဆီယဖြစ်သူကကြောင်းသားတွေကိုကွန့်ပတ်ပြေခံပြီးရှောင်းမေးရတော့သူ့ရဲ့ခန္ဓာကိုယ်ကတေးလာကြောင်မပြေးနိုင်ဖြစ်နေပြီးရှောင်းကြီးကတော့အားလုံးထက်အပြင်းမြန်လို့နေပြီးဆီယဖြစ်သူကအံ့ဩလို့နေခဲ့ပါတယ်တိုက်ထိုးချိန်မှာလည်းရှောင်းကြီးကအားလုံးထက်ပိုတော်နေတာကြောင့်ခုကလေးကမင်းကလေးတွေအသွေးသေးဖြစ်လို့နေပြီးနောက်ထပ်ကစားပွဲတွေမှာလည်းရှောင်းကြီးကလုံနိုင်တာကြောင့်အခုမင်းကလေးတွေတိတ်ကြိုက်နေတဲ့ခြိုက်ထက်တောင်ပို့ပြီးတော့ဆန်းပွင့်လို့နေပါတယ်။ငါဆရာပြောနေကြစကားရှိတယ် ကိုလှုပ်တဲ့လှုပ်ကိုဇွဲရှိပါအချိန်မဖြုံးပါနဲ့နေ့စဉ်လုပ်ရမယ့်တာဝန်တွေကိုမပြတ်မကွက်လုပ်ပါကိုလှုပ်ရှားရှိတာတွေကိုအချိန်မဆွဲဘဲလုပ်တဲ့သူကသူများထက်ပိုတော်နေမှာဖြစ်တယ်လို့ပြောမှုတယ်အဲဒါကြောင့်ခုလိုငါတော်နေရတာလေပြီးတော့မင်းမငါနဲ့အတူမနတိုင်းလိုက်လို့ပေါ့โอเคလေအခြေခံလေးပဲတင်ပါနော်အေးပါအဲတော့မှလို့မျက်မှန်နဲ့ဘဲကြီးဟာသူဟာအိမ်ထဲဝင်ဖို့အတွက်နေရန်ကိုကြော်တက်ဖို့အတွက်ဆယ်စက္ကန့်စက္ကန့်၃၀အတွင်းတကောက်ကိုဖြတ်နိုင်တယ်စက္ကန့်၃၀အတွင်းဘီလာကိုဝင်နိုင်မယ်စက္ကန့်၄၀ဆိုပန်းထံရုပ်ကိုယူပြီးပြန်ထွက်လာရင်၁မိနစ်တောင်မကြာဘူးလို့တော်ကီကျဲလို့နေခဲ့ပါလေ ။အဲလင်ရိုပြောပြီးဘန်နာရုပ်ကိုတွားယူချိန်မှာစိတ်ကူးနဲ့လက်တွေ့ရတခြားစီဖြစ်လို့နေခဲ့ပါနဲ့။အိမ်ထဲကိုနောက်တစ်ခါပြန်ဝင်လို့လာပြီးရှောင်းရင်ကအိမ်ကိုတခိုးကတားကြည့်ရကြောင်းပုံးလို့နေခဲ့ပြီးခဏကြောင်မှတော့ရှောင်းနေတဲ့ဇဘိုးတို့ကတိုက်ခိုက်ခဲ့ကြပြီးဇဘိုးတွေကအရုပ်ကိုတွေ့ကယူသွားပြီးအမှန်တွေကိုဖျက်ကျော်လို့တွားခဲ့ပါနဲ့။အောက်ထပ်ကအတန်ကြားတာကြောင့်လန်ကမိဖွင့်ပြီးအောက်ထပ်ကိုဆင်းကြည့်ခဲ့ပါတယ်။အော်ရတဲ့ခါမှာတော့ရှောင်းကိုအပေါ်လေးတွားချင်တာများဒီလိုလို့ဆက်မလို့ဘူးငါတို့မှတော့ရှိတယ်လို့ကွာမဟုတ်ဘူး တခိုးလာတော့လားငါတော့သူတို့နဲ့ချလိုက်တည်တယ်လို့ရှောင်းကြီးကပြောတော့လန်နဲ့ရှောင်းမေးတော့အေးကြီးပြတ်တာကြောင့်သူပြောတာကိုအာယုံမဆိုင်ပဲပြန်အိတ်ခဲ့ကြပါတယ်တမမှာတော့ဘောစီကဂျပိုးနှစ်ယောက်ကိုပန်နာယူခိုင်းတာ တောင်တိုလဲယူခဲ့တာကြောင့်အပြစ်ပေးလို့နေပြီသူတို့အိမ်ရဲ့အိမ်ဆောင်ကခူးဖူးတအားကျွမ်းတာကြောင့်အဲ့ဒီအိမ်မာလာချက်ချန်ဆက်နေရင်ခုချိန်တော့ဆိုကျွန်တော်တို့လည်းအနစ်ဆိုင်ရောက်နေပြီဟုတ်ပြီလေမင်းတို့ကိုအခွင့်အရေးပြန်ပေးမယ်ဒီတခါတောင်တိုလဲလှုပ်လို့ရတော့သိပြီလားမဒီနေ့မှာတော့တိုင်ကန်တို့ပြပွဲတစ်ခုကိုလန်တို့ကလင်ကိုသွားရအောင်ပြီးခဲ့ကြပြီ လေရှဲရှဲကရှောင်းယူကိုတူအကူနဲ့ရှင်ပြိုင်ရင်မလူနိုင်ပါလဲဆိုလိုက်ပြည်စင်တာကြောင့်ရှင်ပြိုင်ခန့်ခဲ့ပြီးစော်ကြည့်ပင်းလေးအောင်တက်ခဲ့တာကိုအားလုံးကဝိုင်းအားပေးခဲ့ကြပြီးလင်းကနိုင်နေထင်ရပေမဲ့ရှောင်းယူကလည်းပြက်ခုခံထားလာကြောင့်သူမတာကိုမတာဖြစ်လို့နေခဲ့ပါတယ်ကျဘိုးနဲ့ရောက်ကလမ်းရဲ့ပန်းနာရုပ်ခိုးနေတာကိုဖတ်တီးရမြင်ပြီးအော်တော့အားလုံးကဝမ်းတမဖို့အတွက်နောက်ကနေလက်ခဲ့ကြပြီးကျဘိုးနဲ့ရောက်ကစူတစိတ်တီကိုပြစ်ပြီးလူတွေပန်ကန်လုတ်ကထွက်ပြေးသွားခဲ့ပါတယ်အဲ့ချိန်အာကာသဆရာကရောက်လာပြီးအာကာသခမကရှုပ်ပွားတာကြောင့်ရုံငန်းခေါ်လို့နေခဲ့ပါတယ် ရုံငန်းရောက်တဲ့ခါမှာတော့မြန်မာနိုင်ငံကဆရာဆရာမတွေရဲ့လက်သုံးစကားဖြစ်တဲ့သူများအနိုင်ကျင့်ရင်ပြန်မလို့ပဲဆရာဆရာမတွေကိုလာတိုင်ဖို့ဆိုးမလိုက်ပါတယ်။လင်းနဲ့လင်းရှန်ရှန်တို့မော်လမကတူတို့တွေကြောင့်ပန္နာရုပ်ပြောက်သွားရတာဖြစ်တယ်လို့လန်ကိုတောင်းပန်ခဲ့ပါတယ်။စကားပြောနေတုန်းမှာရှောင်းတေရောမပါလာတဲ့ကြောင့်လိုက်ရှာလို့နေခဲ့ပြီးတနေရာမှမတွေ့တာကြောင့်နောက်ဆုံးတနေရတာကျန်တော့တဲ့အမှုပေါ်ကိုတက်ရှာခဲ့ပြီးခေါ်အောက်မှာစောင့်ကြောက်ထိုင်ပုံးနေတဲ့ရှော်ရီကိုတွေ့လို့သွားပြီးအေးပြန်ခေါ်ခဲ့ပါတယ်။အားလုံးကရှော်ရီကြောက်တဲ့အပြစ်မဟုတ်ပဲပိုင်ရှင်ဖြစ်တဲ့ငားရဲ့ပို့ဆောင်မှုကြောင့် ကြောက်ရတာဖြစ်ပြီးပျောက်သွားတာကိုစိတ်ထဲမှာထားပဲမိုးမယောင်ကအိမ်ပြန်ခေါ်ခဲ့ပါတယ်တစ်ဖက်မှာတော့ဂျဘိုးတက်တိုက်ကသူတို့ရရင်တဲ့ပန်နာရုပ်ကိုရလုတော့ပြီးဒေါက်တာကျန်ရေးထားတဲ့ program ကိုဖွင့်ကြည့်ခဲ့ပါတယ်ဖွင့်ကြည့်တဲ့ချိန်မှာတော့အစကရခဲ့ပေမဲ့ပြီးကန်ကြီးကြအတန် password ကတောင်းနေကြတဲ့ကြောင့်အမျိုးမျိုးဖြည့်ရှင်းကြည့်ခဲ့ပါတယ်ဖြည့်ရှင်းကြည့်တဲ့နောက်မှာလဲဆောနာကလိုပဲဖြစ်လို့နေတာကြောင့်ဂျဘိုးကောင်းဆောင်ကဒေါက်တာထွက်လို့နေပြီးဒေါက်တာကျန်ကိုဘင်းမရွေးချိန်မှာရုတ်တရက်ဖုန်းက message ဝင်လာတာကြောင့်ဒီချိန်မှာတမိဖြစ်သူကသူ့ရဲ့မွေးနေ့ကိုအမိလာဖို့ပြောတော့ တဘူခေါင်းဆောင်ကအချိန်မီရောက်အောင်လာမယ်ဆိုတဲ့အကြောင်းဂျားကနေဖင်ရပြီးပို့လိုက်ပါတယ်။လန်ကမွေးနေ့အတွက်ပြင်ဆင်စရာရှိတာတွေကိုတငယ်ချင်းနေနဲ့ပြင်လို့နေပြီးအဖေဖြစ်သူကအပြင်မှာရောက်နေပြီဖြစ်ကြောင်းစာပို့တာကိုမြင်တော့အပြင်ဆက်ချိန်မှာလန်ကိုလူစိုးတွေကဖမ်းထားတာကိုလင်းနဲ့ရှောင်းယူတို့ကမြင်ပြီးတားဆီးဖို့ကြိုးစားတော့ထိတ်ပြောင်ကလင်းနဲ့ရှောင်းယူတို့နဲ့အပေါင်းချတာတောင်ဖြုံတော့မဖြုံပဲဖြစ်လို့နေခဲ့ပြီးဗလာကြီးကတော့ကောင်းလေးကိုအနေနဲ့ဆုံးမပြီးထွက်သွားခဲ့ပါတယ်။ဗလာကြီးတို့နောက်ကိုရှောင်းယူနဲ့လင်းတို့ကလိုက်ခဲ့ကြပြီးတနင်္လာကိုရောက်လို့သွားခဲ့ပါတယ်။နောက်ကနေရှောင်းပေးပါရောက်လို့လာပြီး ဒီနေရာကအပြစ်ဖြစ်သူရဲ့တခက်ခဲနဲ့တူချောင်းပြောပြီးလင်ကအချိန်မနောက်ရအမြန်ကယ်ဖို့အတွက်လူခွဲရှာခိုင်းခဲ့ပါတယ်။တဘိုးကတော့ program ကိုဝယ်ဖို့အတွက် wallet တွေကိုပါတခါတည်းခေါ်ခဲ့ပြီးလင်ကရောက်လာချိန်မှာတော့တဘိုးကယောက်ျားရှိမတန်မဲ့ဓာတ်ထောက်ပြီး password တောင်းတော့မင်းကလေးကဘာ password လဲလို့ပြောတော့ password ကမန်လို့တွားပြီး wallet ကိုတခြားစစ်ခိုင်းခဲ့ပြီးပစ္စည်းကမှန်ရင်ငွေလွှဲယူမယ်လို့ wallet ကပြောလိုက်ပါတယ်။ထိပ်ပြောင်ကတော့အပြင်မှာပြဿနာတက်နေပြီဆိုတဲ့အကြောင်းတဘိုးကိုပြောတော့ထိပ်ပြောင်ကိုတွားရှင်းခိုင်းခဲ့ပါတယ်။ ထိပ်ပြောင်ပြင်ရောက်တဲ့ခါမှာတော့ရှောင်းယီနဲ့တိုက်ခိုက်လို့နေပြီးလင်ကဒီလိုထိပ်ပြောင်ကိုငါကိုယ်နိုင်ရှင်းမယ်လို့ပြောပြီးရှောင်းယီကိုအထဲမှာရှိတဲ့လမ်းတို့တားဖောက်ကိုတွားကယ်ခိုင်းခဲ့ပါတယ်။ဖတိကအထဲကိုကြိုရောက်နေတယ်ပြီးငွေနဲ့မဲ့အကောင့်ကိုပြောင်းလိုက်ပါတယ်။ဇဟိုးကပတ်ဆိုင်ရောက်ပြီလားကြည့်ချိန်မှာတော့မရောက်သေးတာကြောင့်အငင်းပွားလို့နေပြီးဖတိကအဖေနဲ့အမကိုကြည်ထားတဲ့ကြိုးကိုဖြည့်ပေးချိန်အတန်ကျဲသွားတာကြောင့်ဂျပိုကပြေလို့သွားပြီးကလေးလေးမညာမတာဆုံးမကျန်တော့ကက်တရှင်ရှောင်းကြီးကရောက်လို့လာပြီးလေးရတဲ့ရောက်လဲရှောင်းကြီးကပြန်ဖုတ်ခဲ့ပြီးမောက်နေတဲ့ကောင်တွေကိုလန်တို့ကငလန်မထူနိုင်အောင်ပြန်တိတ်ခဲ့ပြီး ပရိုဂရမ်ကိုယူပြီးပြင်းမဲ့ကျန်းတဲ့ငနဲကိုကျန်းကတားခဲ့ပြီးကျန်းကဒဏ်ရာတွေရထားတာကြောင့်အာရင်တွေကိုခတ်ပြီးမတားနိုင်တာကြောင့်ဂျဘိုးကလွတ်သွားပြီးရှောင်ယူတို့ကပြန်မှဖို့ပြန်နောက်ကနေလိုက်ခဲ့ကြပါတယ်လင်းနဲ့ထိပ်ပြောင်းလို့ရတိုက်ပွဲကကျန်နေပြီဖြစ်တာကြောင့်လင်းတရောက်အဖိုးခံလိုက်ရပါတယ်အဲ့ချိန်ဂျဘိုးခေါင်းဆောင်ကထိပ်ပြောင်းစီရောက်လာပြီးထိပ်ပြောင်းကဂျဘိုးခေါင်းဆောင်ကိုတွားဟိုင်းခဲ့ပြီးဂျဘိုးနောက်ကိုလန်နိုးကလိုက်သွားပြီးထိပ်ပြောင်းကတော့ဖိုက်တင်ချဖို့ကြံခဲ့ပါတယ် ကုန်ဟုဓမားလေးနဲ့ထိပ်ပြောင်တို့ကအသေးလေးခြားကြရင်တက်ကွန်းတို့ဓမားပါထလာပြီးထိပ်ပြောင်ကိုနေရောက်တဲ့ဝမ်းဖုတ်ပေးလိုက်ကြပြီးအစမှာတော့နေရောက်တာအသေးလေးခံရပြီမယ်။ရှောင်းယီကအသေးချာစဉ်းစားကပြန်တွယ်လွတ်နေပြီးရှောင်းယီနဲ့လင်းလို့ကပူပေါင်းတိုက်ခိုက်လိုက်တာကြောင့်နိုင်လို့တွားရပါတယ်။တစ်ဖက်မှာတော့လန်တို့တောက်ဖကဂျဘိုးနောက်ကိုလိုက်ခဲ့ပြီးဝိုင်းထားလိုက်ပါတယ်။ထွက်ပြေးမဲ့ကျန်တဲ့ဂျဘိုးကတော့တူကိစ္စနဲ့တူအထုပ်ပြီးပြီးဘာဆက်ဖြစ်သွားလဲဆိုတာမသိဘူး။အဲနောက် people people တွေကလည်းရောက်လာပြီးတန်နိုင်စီကိုခေါ်တွားရပါတယ်။ နိုင်ငံအကြီးစားတခုခန်းကိုဖမ်းမိခဲ့တဲ့ရှောင်းင်းနဲ့သူတို့တကယ်ချင်းတွေကိုဂုံပြုတ်ပေးခဲ့ကြပြီးចောင်းလူចောင်းသားတွေကလည်းအကစားကိုလေ့ကျင့်လို့နေခဲ့ပါတယ်